မင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့သတင်းကြိုလှရောက်တော့မှာမို့လို့သတင်းကြိုလှပြီးနှိအဘိဓမ္မာအခါတော်နှိအကြောင်းလေးနှင့်ကတိန်တင်ကားရဲ့အကျိုးကျေးဇူးလေးတွေကိုချစ်မိတ်ရွှေများအတွေ့လာရောက်ပြောပြပြီးမှဖြစ်ပါတယ်ဆော့ဗျာတာဝန်ဒါနှပ်ပြီးမှာ နေမိတ္တရုပ်ပွားတော်ကိုသာဟာခဲ့ပြီးအဘိဓမ္မာတရားတော်အကျယ်ကိုဝါရင်၃လပတ်လုံးဟောကြားတော်မူပြီးတရားစစ်သူရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကိုစန္ဒကူတော်၌အဘိဓမ္မာတရားတော်အကျဉ်းချုပ်ကိုအချိန်တိမှဟောကြားတင်ပြတော်မူပြီးထို့နောက်သတင်းကျွန်လာပြည်နေတွင် လူပြည်တို့ပြန့်ဆင်းခဲ့သည့်အထိတ်မှအဖြစ်သတင်းကျွန်လာပြည်နေကိုအဘိဓမ္မာအခါတော်နှင့်အဖြစ်သတ်မှတ်ခေါ်ခဲ့ကြသည် အရှင်သာရိပုတ္တရာကတပည့်900တို့အားဝိဓမ္မဒေသနာကို မကျဲမကျင်းအလေအလတ်ဟောကြားပြီးဆုံးသောနေ့ဒီလေသတင်းကြလပြီးနေ့ပင်ဖြစ်သည်သတင်းကြလပြီးနေ့ဒီဗုဒ္ဓဘာသာအားတဝင်ယုံကြည်သူတို့အတွက်လေထူးနှိမ့်မြတ်ကြီးတစ်နေ့ဖြစ်ပြီးသဆုံလပြီးဗုဒ္ဓနေ့ ဘွာဇိုလပိဓမ္မဆက်ကျအခါတော်နေ့တို့ကဲ့သို့ပင်တရင်ကျွတ်လပိနေ့ဒီလဲမြတ်စွာဘုရားရှင်တောင်ရိနာနတ်ပြည်မှသင်္ကတငโกပြည်သို့ကြွမြန်းဆင်းတက်တော်မူလာသည့်နေ့ဖြစ်တဲ့ပြည်ခုမြတ်တော်နေ့အဖြစ်အတိအမှန်ပြုကြသည်မြတ်စွာဘုရားဆင်းသက်ကြွမြန်းလာသည့်ကိုရည်စူး၍ဘုရားရှင်အပူဇော်သည့်အနေဖြင့်ထိုနေ့တွင်မိများထွန်းကမြင့်မှုပွဲများ စင်ရင်ကျင့်ပခဲ့ကြသည်မြတ်စွာဘုရားရှင်သည်တောရိဏနတ်ပြည်၌မဲတော်ဖြစ်ခဲ့ပြီးတော့တန်တုတိတနတ်သားကို အကြောင်းပြု၏ကုတလဓမ္မအကုတလဓမ္မအပြာကရဓမ္မအစရှိတဖြင့်အဘိဓမ္မာခုနှစ်ကျမ်းကိုဟောတော်မူပြီးနောက်ရင်းကြောလပြည့်နှစ်တွင်တာဝရိန္ဒာ၌ပဝါယနာပြု၍သူပြည်တို့တက်ဆင်းတော်မူ၏ကို အကြောင်းပြုလျက်ကိုနေ့ကို အဘိဓမ္မာနေဟု၍ပေါ်ဆိုသမုတ်ကအဘိဓမ္မာပူဇော်ပွဲကျင်းပလေသည်အနည်းအဖြစ်လဲသင်းညွလှပြင်းဤကိုဖျားစုပါနေဟုခေါ်နိုင်လေသည်အဘဲကြောင့်ဆိုတော့မြတ်စွာဘုရားသည်တာဝရိန်တာမှဆင့်တက်လာသောအခါကိုတော်တိုင်ဗရမြဆောင်းနှံဖြင့်ဆင်း၍လက်ရဘက်ရွှေဆောင်းနှံဖြင့်နှတ်တို့ခြံရန်လိုက်ပါကလဝဲဘက်ငွေဆောင်းနှံဖြင့်မြမမင်းတို့ခြံရန်လိုက်ပါလာလေသည် သူတို့နတ်မြမမင်းတို့ခံရလိုက်ပါလာ၍သက်ဆင်းတော်မူလာသည့်မြတ်စွာဘုရား၏တင့်တယ်သောအတရေကိုဖူးမြင်ကြရသောအခါ36ယူဇနာအသွင်းရှိ ရှိသောပရိသတ်အားလုံးပင်ဘုရားစုကိုတောင်းကြသည်တယောက်သောသူမြတ်ဘုရားစုကိုမတောင်းတူဟု၍မရှိချေဤဒီကိုကြည်၍ဘုရားစုပန်နေဟုခေါ်ထိုက်ခြင်းဖြစ်လေ၏မြတ်စွာဘုရားဆင်းသက်တော်မူသည်ကို ုမျောရန်တောင်းနေကြသောလူပေါင်းတို့သည် လူပေါင်းတို့တောင်းမှန်သဖြင့်ရှင်မဟာမောက်ကလန်ကဘုရားသခင်အားမိဒီအခါမိဒီအချိန်၌လူပြည်တို့ဆင့်သက်မိကုန်လျှောက်ထားသောအခါဘုရားသခင်ကငါဖျားကိုကုမျောလူလူတို့သည်ရောင်ကျောင်းတို့ဥပုပ်တယ်များတရားနာသွားတကယ်တို့လာခဲ့ကြရမည်ဟုမိတ်ကြားတော်မူသည်ကိုယူ၍ထိုနေ့ရက်၌ဥပုပ်တည်းတွင် စောက်တည်ကြခြင်းဖြစ်သည်မြတ်စွာဘုရားတခင်သည် လူပြည်တို့မစင်းမီတာဝရဏနတ်ပြည်၌ရေအစုံမီးအစုံ တကိုးပြားလေးပြတော်မူသည်မြတ်စွာဘုရား၏တကိုးတော်အဖြစ်ဆက်ကြောလာတစ်ခုလုံးသည်ခင်းလင်းမြင်ဖြစ်သွားလေသည်ရှင်တော်ဘုရား၏လောကဝိယနာတကိုးတော်အဖြစ်လူနှက်ပြမငရဲသားအလုံးတို့သည်တအူးကိုတအူးဖင်ရှားစွာတွေ့မြင်ရလေသည် င်းညွတ်လာပြည့်နေ့ဒီဝါထင်းသုံးနာဤနောက်ဆုံးနေ့ဖြစ်တဲ့ပြည်ဝါဆိုတော်မူကြကုန်သောတန်ဃာတော်မြတ်တို့လွတ်လွတ်ကျွတ်ကျွတ်သွားလာတဲ့ရင်သုံးနိုင်သည့်အခွင့်အရေးကိုရရှိကြလေသည်ဤနေ့အထိဝါဆိုကြသည့်တန်ဃာများသည်အလွန်မြတ်သောပထရင်လူကိုခံယူထိုက်တော်အခွင့်အရေးကိုရရှိကြလေသည်လောကီလူတို့၏ထုံးစံအရလည်းအိယာထောင်ချင်းပြုနိုင်ကြသည့်အချုပ်ချယ်တို့မှ လွတ်ကျွတ်စေသောနေ့ဟုဆိုရပေမည်။အချုပ်အပြည့်ဆိုတော့သတင်းညွတ်လာပြည့်နေ့သည်ယဟန်တော်များဝါမခသောနေ့။အဝါယနာပြုကြသောနေ့။မြတ်စွာဘုရားသခင်သည်တာဝရင်္ဇာ၌မိသမာတရားတော်ကိုဝါရင်း၃လပတ်လုံးခေါ်ကြတော်မူဒီမှာအောင်မြင်စွာပြီးဆုံးသောနေ့။အဘိဓမ္မာအခါတော်နေ့နတ်မြတ်အပေါင်းချံရလျက်တာဝနိန္ဒာမတင်ကတ္တငကိုပြီတို့ ဆင်းသက်တော်မူသောနေ့ယမနလူသုံးပုသုံးပုံလူတို့မြတ်စွာဘုရားအားအတူတကွကြည်ပြူကိုရပူဇော်ကြသောနေ့လောကဝီဝရဏတကူတော်ကြောင့်စัจ java လားသဝန်လုံးကိုဒိုးရှိုးပေါက်မြင်ကြရသောနေ့အတော်ဂုံသူဝိတေတအထုထုနှင့်ပြည့်စုံသောနေ့ဖြစ်သည်ကထိန်အာနိတင်တက် မပန်းမကြားလိုရာသွားပြင့်များမရှိပြီနှစ်သုံးတယ်ထဲမှာထားလိုရာထားကာသွားနိုင်သည်သုံးလေးပါတူပင်ဂိုင်းဘောစဉ်စားခြင်းစားနိုင်သည် လေးတင်ကန်းများစွာငါးလမှာသိန်းကာထားနိုင်သည်ငါတန်ကာလူညာတင်ကန်းများသူ့အာသာဖြစ်သည်မာစီဆရာတော် ကထိန်တကာဤအကျိုးငါမျိုးတာစီကင်းကွာလွတ်လပ်စွာလူရာသွားနိုင်သည်တာဝင်ကိစ္စမလေးရပေါ်လာလီတော့ဒီစားလူရာများစားတော့များဘေးကမဖြစ်ပြီပစ္စည်းအများတိမ့်ပိုင်ညာဘေးကမဖြစ်ပြီကိုပစ္စည်းများသူတပား ပြူသွားကင်းပါသည်ကထိန်တကံကျူးငါဖြံလျော်စွာရနိုင်သည်ကျွန်တော်ဟာအပတ်စဉ်တိုင်းဘုဒ္ဓကရစရာဗတိယူလေးတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ချစ်မိတ်ရှင်များအနေဖြင့် like share subscribe နဲ့ဗီဒီယိုတစ်တင်တိုင်းကြည့်ရဖို့အတွက် notification bell ထောင်းလုံးလေးကိုနှိပ်ထားပေးပါဦးနော်ကျေးဇူးပါ